โอเคကျွန်တော်ဒီနေ့မင်းအုပ်ဆိုးဟာတာဗီဒီယိုတစ်ခုကြည့်အောင်เนาะတော့ဘာတွေဆောက်ပေါ်နေရလဲမသိဘူးโอเค let's start it အကြောင်းတရားတိုင်းမှာအကျိုးတရားတွေရှိပါတယ်အကျိုးတရားတိုင်းမှာလည်းအကြောင်းတရားတွေရှိကြပါတယ်အခုဆိုရင်မြန်မာနိုင်ငံအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့အတန်တွေအများကြီးကြားရပါတယ်ပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ အယတာတွေတည်တယ်ခလေးတွေတည်တယ်ဆိုတော့အထံတွေကြားရပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်ရင်နတ်ဆက်ကအစိုးရမှာအပြစ်မရှိပါဘူးကျွန်တော်ကဒီလိုပြောရင် ကျွန်တော်ကိုတချို့သောသူတွေကအိုးစုပ်ပဆက်ဆဲကြပါလိမ့်မယ်ဆဲမှာကိုတည်ရနေကျွန်တော်ဒီလိုပြောတာပါကျွန်တော်မဆဲဘူးเนาะအမှန်ကိုအမှန်တိုင်းကျွန်တော်ပြောပြတာ စစ်မှုထမ်းဥပဒေဘာကြောင့်ပေါ်ပေါက်လာရသလဲတိုက်ပွဲတွေဘာကြောင့်ဖြစ်လာရသလဲလေရင်နဲ့ဘာကြောင့်ပုံကျဲရသလဲဒီလိုမျိုးဖြစ်လာအောင်ဘသူတွေကစပြီးလုပ်ခဲ့ကြတာလဲဟုတ်ပြီကျွန်တော်တို့အတိတ်ကိုပြန်သွားကြည့်ရအောင်ပါဟုတ်ပါပြီဟုတ်ပါပြီဆရာနာရှင်ကိုမလိုချင်ဘူးဆရာနာရှင်ကိုမုန်းနေစကိုင်းတိုင်းကိုဥပမာပေးပါမယ်စကိုင်းတိုင်းဟာတော်လိုင်းကောင်စီလက်ထက်မှာလဲ မချီခဲ့ပါဘူးမပျက်စီးခဲ့ပါဘူးနာဝတာနာဘအစိုးရရဲ့လက်ထက်မှာလည်းမချီခဲ့ပါဘူးမပျက်စီးခဲ့ပါဘူးနာဝတာလက်ထက်မှာစကိုင်းတိုင်းအများကြီးဖွင့်ပြခဲ့ပါတယ်ဆယ်ဒီလုတ်ပေးခဲ့ပါတယ်လူဟောဆယ်ဒီလုတ်ပေးခဲ့ပါတယ်ပြီးတော့ပါနိုင်ငံခြားထွက်ပြီးလုံတော့ခွင့်ရတယ်ပြည်သူတွေနိုင်ငံခြားလုတ်လုတ်ခွင့်ရခဲ့တယ်ဆိုပါတော့ ဒီစကိုင်းတိုင်းမှာဆဲမင်းတို့လုံလုံမူတွင်းမှာဆိုရင်ပြည်သူတွေကြောက်နေရတာနော်ဒီဆဲတွေစောင့်နေလို့မူတွင်းမှာစကိုင်းတိုင်းမှာဆိုရင်မူတွင်းကစကိုင်းတိုင်းကလေးမျိုးကဆဲဆိုရင်တော့ပြည်သူတွေပြည်သူတွေအကြောက်အဆုံးပဲဖြစ်ပါတယ်နော်ပြည်သူတွေမှာဖြစ်လို့နိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ကြတာလဲဆိုရင်မြန်မာပြည်မှာလှုပ်ရှားရှိလို့ဘာမှမရှိဘူးဆိုတော့ မြန်မာနိုင်ငံမှာငုတ်တုတ်ထိုင်ပြီးတော့နေရမယ့်ချက်စာရင်နိုင်ငံခြားမှာတော်ပြီးတော့သူများလက်အောက်ခံပြီးတော့လှုပ်လှုပ်တာမှပုံတောင်ကောင်းသေးတယ်။ရွာလေးတွေရွာလေးတွေတိုးတက်ဖွံ့ဖြိုးလာခဲ့ပါတယ်။ဟုတ်ကဲ့တိုးတက်ပါတယ်မြန်မာနိုင်ငံနေရတဲ့လစ်စမီနိုင်ငံခြားတင်ပို့တယ်။ဒါမဲ့မြန်မာပြည်သားတွေတော်တော်လုံလုံလောက်လောက်တအားမရခဲ့ဘူး။အလုံးဆိုင်မှာပဲဖြစ်ဖြစ် workshop မှာပဲဖြစ်ဖြစ်မိအားတုံးမဲ့ဆွေတောင်မှမိအားမနိုင်လို့ အလုပ်လုပ်လို့များတဲ့အချိန်နေတဲ့နေတဲ့အချိန်မဟုတ်ဆိုတော့မင်းလည်းသိမှာပါဒါပေမဲ့မင်းတို့ကမြုပ်တဲမှာနေတယ်ဆိုတော့ရမှာတော့မဟုတ်ငါတို့နေမှာနေတဲ့အကောင့်လေးထွက်ကြတော့မင်းမမှန်လို့အလုပ်လုပ်ရတာအဆင်မပြေဖြစ်နေတယ်နော်လက်မခံခြင်းလည်းလက်ခံရပါပါလက်မခံနဝတ္တဆိုတာလေစစ်အစိုးရပါပဲစစ်အစိုးရအစ်စ်ပါအာနာထိန်ထားတဲ့အစိုးရမဟုတ်ပါအာနာသိမ့်ထားတဲ့အစိုးရပါအဲ့ဒီအစိုးရရဲ့လက်ချက်မှာသခိုင်းတိုင်း အများကြီးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်စစ်အာဏာရှင်ရဲ့အောက်မှာပေါ့တော်စုကြီးအစိုးရတက်လာပါတယ်ငါးနှစ်သက်တမ်းအတွင်းမှာ စကိုင်းတိုင်းရောမြန်မာပြည်ရောဘာတွေများ တိုးတက်ပြောင်းလဲခဲ့ပါသလဲဒီကောင်ဘာတမင်းစားတာလည်းမသိဘူးနော်အဲ့ဒီငါနေတက်တမ်းမတိုင်ခင်မှာမြန်မာနိုင်ငံမှာ CDM CN ဘာလဲ C ဘာလဲ ဟွာစင်ကတ်စစ်ကောင်စီကမဲဖောက်ပြီးတော့ရောင်းတယ်ပြီးတော့ရော်တကြီးတွေနဲ့အတိမိတ်ဆွေဆိုတော့အာကွာကန်ဆန်အဲမဲပောက်တယ်အတိမဟုတ်ဘူးအမျိုးတွေထဲမှာအမျိုးတွေမဟုတ်ဘူးဆိုတော့မပောက်ပါဘူးဒါမဲ့အဲ့ဒါတောင်းမမဲပောက်ရင်တောင်းမ GSM ကြတော့ခုနှစ်သိန်းလားရှစ်သိန်းလားအဲ့လောက်နဲ့တောင်းဝယ်ရတယ်ပြီးတော့ CDMA ဒီကြတော့15သိန်းသိန်း20နီးပါလောက်ပြရတယ် ဟန်ဆက်ကြတော့တသိန်းတသိန်းနသိန်းအဲ့လိုပဲရှိတယ်ဒါပေမဲ့စင်ကတ်ကြတော့ယာကနန်တင်ကနန်ဆိုတော့ဒါပေမဲ့အဲ့ဒီ NLD က9နှစ်အတော်အတွင်းမှာစင်ကတ်ကြလဲ900တန်1000တန်ဇီးချူချူနဲ့ရရတယ် top up ဆိုရင်တောင်မှဇီးချူချူနဲ့ရရတယ်ဆိုတော့အဲ့ဒါတောင်မဟုတ်သေးဘူးကျွန်တော်တိတိတော့ပြောရမယ်ဆိုရင်တော့လင်ကွဲမှာတွေ့ရင်တောင်မှမပုံတင်ယူစရာမလိုအခုကမပုံတင် မပိုင်တော့ရင်ကွန်းတောင်မဖြုံးနဲ့ကိုယ့်အိမ်ရှိတောင်မှလုံခြုံတော့မို့ပြီးတော့ပါလေဟာတခုခုလိုချင်တဲ့ဆွေတောင်မှဟိုဌာနဒီဌာနတော့ဆရာမလို့ EECC လောလောလာနဲ့တော့လို့ရတယ်ဒီစကိုင်းတိုင်းဖက်မှာဆွေနဲ့ NLD လက်ထက်မှာဆွေဘူချုပ်လန်းအနောက်တန်းအနောက်လန်းနေဆွေတောင်မှကတ္တိယာကွန်ကရစ် ချင်းတောင်ဆိုတော့ကွန်ကရစ်နဲ့လိုင်းခင်းပြီးတယ်လိုင်းကောင်းကောင်းမွန်မွန်ရခဲ့တယ်။ဒါမဲ့မင်းတို့အဘကတုံးကတော့ဂျန်ခွတ်ဒီနေရမုံအဲ့ဒါတော့ကိုယ်အတိပေါ့ဘာမှတိုးတက်ပြောင်းလဲခြင်းမရှိပါဘူး။အာနာအဲသူတက်တယ်သူတက်တယ်လေဟိုအင်တာနက်တောင်မှကောင်းကောင်းတုံးလို့ရပြီလေမင်းတို့ကတုံးကတုံးလို့မှမရတာထိမှုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ6လအတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ်နိုင်တဲ့ပါတီကိုအာဏာအပ်မယ်လို့နတ်ဆကအဖွဲ့ကအစိုးရကတရားဝင်ပြောခဲ့ပါတယ်ကျွန်တော်ပြောချင်တာလာပါပြီဘယ်သူမပြုတ်မိမိမှုဆိုတာအဲ့ဒီအချိန်မှာများပြည်သူအများစုကနိုင်ငံရေးရေချင်မြင့်ခဲ့မယ်ဆိုရင်အေးအေးစိစိလေးနေလိုက်ကြရပါမယ်သို့တော့မြောက်ပေးတဲ့သူတွေ တိုက်ပြီးပြက်စီခြင်းနဲ့သူတွေရဲ့အလိုကျပြည်သူတွေလမ်းပေါ်ထွက်လာကြပါလေဆန္ဒပြကြပါလေ Okay ဆန္ဒပြတဲ့ဒီလေအေးအေးဆေးဆေးပါပဲဆိုရဒီတိုင်းပဲကြည်နေတာပါဆန္ဒပြကွယ်ပေးထားပါလေဒါမနေ့တနေ့ကအဖြစ်ပြက်ခဲ့တဲ့အဖြစ်ပြက်တွေပါမယုံရင်ပြန်လှန်ကြည့်လို့ရပါတယ်သို့တော်လည်းအေးအေးဆေးဆေးလမ်းရောက်အောင်မြတ်ထောင်ထဲမှာနေတော့ဆန္ဒပြနေရာကနေအစ်စ်တွေတက်လာကြပါလေ ထုံစံအတိုင်း88ပုံစံအတိုင်းအဖြတ်အမောက်တွေလုတ်လာကြပါတယ်ဘယ်သူမဆိုပါပဲအဖြတ်အမောက်လုတ်လာပြီဆိုရင်တော့ဘယ်တိုင်းမြမမဆိုပြန်လဲအေးချက်အောင်တရားဥပဒေပြန်လဲစိုးမိုးအောင်လုတ်ရမှာပါပဲဒီနေရာမှာကျွန်တော်တခုပြောချင်တာကဆန်နောက်ပြပြီးဖြုတ်ချတယ်ဆိုတာအစိုးရတည့်ရက်ကို ဖြုတ်ချလို့ပဲရတာပါတတ်မတော်တခုကိုဆန်နောက်ပြပြီးဖြုတ်ချလို့မရပါဘူးနိုင်ငံတကာမှာပါ မြန်မာပြည်မှာတင်မဟုတ်ပါဘယ်နိုင်ငံမှာမစိုးအစိုးရတရက်ကို ပြည်သူအများစုက မချေနိုင်ဆန္ဒပြလို့ရပါတယ်ဖြုတ်ချလို့ရပါတယ်သို့သောတမရော်ဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုတော့ဆန္ဒပြပြီးဖြုတ်ချလို့မရဘူးဘာကြောင့်လဲဆိုတော့တမရော်ဆိုတာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါတိုင်းပြည်နဲ့လူမျိုးအမျိုးဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်ပေးနေတဲ့အဖွဲ့အစည်းပါမြန်မာပြည်မှာမဟုတ်ပါဘူးတကယ်ပါလုံးမှာရှိတဲ့တမရော်တိုင်းဟာ တိုင်းပြည်ကိုကာကွယ်ပေးနေတဲ့တပ်မတော်ပါဒါကြောင့်မို့တပ်မတော်ကိုဆန္ဒပြပြီးစီဒီအမ်လုပ်ပြီးဖြုတ်ချခိုင်းနေဆိုတဲ့ကခေါင်းဆောင်လုပ်တဲ့သူတွေရဲ့အရေးအသွေးအရေးအချင်းအစ်အတန်းတွေးဖို့တွေးနေဘလောက်ထိအောင်အောက်တန်းကြတယ်လဲတွေ့ကြည့်လို့ရပါတယ်ဆန္ဒပြမှုတွေရဲ့နောက်မှာစုပ်ပူမှုတွေပါလာတယ်စုပ်ပူမှုတွေရဲ့နောက်မှာတပ်ဖြတ်မှုတွေပါလာ အဲ့ဒီတော့တရားဥပဒေပြန်လဲအသက်ဝင်အောင်နတ်ဆက်ကအစိုးရဘက်ကလည်းထိမ့်သိမ့်ရတာပေါ့ထိမ့်သိမ့်တဲ့နေရာမှာလည်းပြစ်တာခတ်တာတွေကတော့ပါလာမှာပါပဲအဲ့ဒီနောက်မှာ NUG ဆိုတဲ့လူရုံမှာဖွဲ့စည်းကဗမာလူမျိုးလူငယ်လေးတွေကိုလမ်းမရအောင်လက်နက်ကင်လမ်းစဉ်ချပြပေးတယ်တော်တွေကိုဆွခေါ်တယ်မြှောက်ပေးတယ်အဲ့တော့ကလေးတွေလက်နက်ကင်ရတယ်လူငယ်တွေတော်လိုက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းမှာရောက်ကြတယ်။ကိုယ့်ကိုတနက်နဲ့ပြစ်မှာတော့ဘာလို့မဆိုတနက်ရှင်ပြန်ပြစ်မှာပါပဲ။ကိုယ့်ကိုတတ်ပြီဆိုရင်ဘာလို့မဆိုပြန်တတ်မှာပါပဲ။တကယ်ကတော့မြန်မာနိုင်ငံမှာရှိနေတဲ့ညမတက်မတော်ဆိုတာကျွန်တော်ခဏခဏပြောသလိုပါပဲ။မြန်မာနိုင်ငံသားတွေပါနေတဲ့အဖွဲ့အစည်းတစ်ခုပါ။ဒီလိုအဖွဲ့အစည်းကို ပြုတ်ကြဖို့ပြုတ်ကွဲဖို့ပျက်စီးဖို့ဆိုပြီးတော့ဗမာလူမျိုးအများစုလက်နက်ကင်ပြီးတိုက်ပွဲဝင်နေတာ။ အင်မတန်မှားယွင်းတဲ့လုပ်ရပါကိုကိုကိုကာဝယ်ရပြီဆိုရင်တနက်ကြည်စံလာတဲ့နေရာကိုဘယ်သူမှမစိုးပြန်ပြစ်မှာကိုကိုတော်လန်တိုက်ခိုက်မဲ့သူတွေစုစည်းနေတဲ့နေရာကိုဘယ်သူမှမစိုးချိန်မုံပြစ်မှာဒါတော့မှနတ်ဆက်ကအစိုးရအနေနဲ့ဒီနေ့ဒီအချိန်ထိညင်ညင်တတာတိမ်တိမ်မှုမှု깟တွင်နေစေပါနေကုန်းချုပ်ပြောရမယ်ဆိုရင် စစ်မှုတဲ့ဥပဒေဘာကြောင့်ပေါ်ပေါက်လာရလဲဒီလိုအခြေအနေတွေဖြစ်လာတဲ့အတွက်လိုအပ်ချက်အရာပေါ်ပေါက်လာရတာပဲပြည်သူအများစုညံ့နေတဲ့အတွက်စစ်မှုတဲ့ဥပဒေပေါ်ပေါက်လာတာပဲဒီလိုပဲတပ်မတော်ကတိုက်ပွဲတွေဖော်ဆောင်ရတယ်အပြစ်မဲ့အယက်သားတွေတည်တယ်လို့ဟောကြတယ်ကလေးတွေတည်တယ်လို့ဟောကြတယ်ဟုတ်ပါပြီတကယ်လည်းအမြင်ပြမှာတည်ကြည်ထိခိုက်တိုင်းရရမှုတွေရှိပါတယ်သို့တော်ဒါတွေအားလုံးဟာဘယ်သူမပြုတ်မိမိမှုပါ ် NUG ဆိုတဲ့လူယုံပါတယ်ပါဝင်နေတဲ့အဖွဲ့အစည်းရဲ့မြောက်ထိုးပင့်ကိုလုံပေးနေမှုတွေအောက်မှာပြည်သူများစုနစ်နာနေကြရပါပြီ။အဲ့ဒီတော့မြေပြင်မှာလက်နဲ့ဆွဲကိုင်းတိုက်ပွဲဝင်နေကြတဲ့ဗမာလူငယ်တွေအနေနဲ့လည်းရုပ်ောက်ပွဲလမ်းကြောင်းကိုပဲအာရုံစိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျွန်တော်မေယုဆိုပါဟုတ်ပါပြီဟုတ်ပါပြီ။ ကျွန်တော်မိပါတရားတော့မမှန်တော့ခွဲခြားတတ်မယ်လို့ကျွန်တော်ယုံပါတယ်